မင်္ဂလာပါရှင် My New Escape Channel ကနေကြိုဆိုပါရရှင်ဒီနေ့ဖပြမယ့်စာအုပ်လေးကတော့စာရေးဆရာတာထွေးရေးသားထားတဲ့ Positive Vibes အကောင်းဉာဏ်စိတ်ထားဆိုတဲ့စာအုပ်လေးကိုဖပြမှာဖြစ်ပါတယ်နံပါတ်7လူငယ်တွေအတွက်ရေးတဲ့စာရှင်တန်ရတဲ့လူသက်တမ်းမှာဆယ်ကျော်သက်အရွယ်လူငယ်ဘဝကလည်း ခက်ခဲတဲ့အပိုင်းခြားကာလတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်အသက်20ကနေ25အရွယ်ပေါ့။ရှင်းချက်ပို့တင်ယူရတော့မယ်။လုပ်ငန်းခွင်စဝင်ရပြီ။တဘွားလုံးစာအတွက်ဆုံးဖြတ်ချက်တွေချရတော့မယ်။ဒီနေရာမှာဆုံးဖြတ်ချက်မှားသွားရင်ပြင်မရနိုင်တော့ဘူး။ risk it မဟုတ်တဲ့လူငယ်တွေဆိုရင် go to go ထစူးစမ်းရတော့မယ်။ ဒီအချိန်မှာ confuse အရန်ဖြစ်တတ်တယ်။ဘာလုပ်ရမလဲသိချာမသိဘူး။အလုံးအတီအကြမရှိဘူး။မရင်ချက်သေးဘူး။ငွေပေးလို့ရတဲ့စကေးတွေအလုံးလောက်မရှိသေးဘူး။အတွေ့အကြုံတွေလည်းအရန်လိုနေသေးတယ်။ဘယ်နေရာမှာမှ ထင်သလောက်မတွန်းဝင်နိုင်မှုဖြစ်နေရတယ်။ဒါကြောင့်ပဲစိတ်တက်ကြတာတွေကိုဘွားကိုမကျေနပ်တာတွေဖြစ်လာတယ်။ မိဘကိုအပြစ်တင်ခြင်းတလို့ချစ်ကန်ကန်တွေလှုပ်တက်လာကြတယ်။အရင်လိုမျိုးမိဘအိမ်မှာလိုကလေးလုံးနေလို့မရတော့ဘူး။မသူကိုမှစိုးခွင့်မရှိတော့ဘူး။လူကြီးတယောက်ဆိုတဲ့ပုံစံခွက်သေးဝင်အောင် အတင်းစူးစမ်းရပြီ။တခါတလေမှမှန်နေပေမဲ့ပြန်ပြောခွင့်မရှိကြောင်း။နာကျင်နေလဲငိုခွင့်မရှိကြောင်းသိလာခဲ့ပြီ။ ရှစ်တက်လာခဲ့ပြီးအသေးကွဲတာတွေကြုံလာရပြီငါလူကြီးဖြစ်လာရင်ဆိုတော့ကလေးအတွေးတွေဟာတဖြည်းဖြည်းအယောင်မှိန်လာခဲ့တယ်။လောကကြီးဟာအလိန်အညာတွေနာကျင်စရာတွေနဲ့ဘယ်အရာမှ မလွယ်ကူလှဘူးဆိုတာစသိလာရတယ်။ကိုယ်ရာအစင်းသိမဖြစ်သေးခင်မှာပဲလူကြီးတယောက်ဖြစ်လာခဲ့တယ်။ ဒီအရာတွေကိုစတင်လက်ခံရတဲ့ကာလဟာအရန်ပြင်းမှန်းပါတယ်။ဒါကြောင့်လူငယ်ဘဝကခက်ခဲတယ်လို့ပြောခြင်းဖြစ်ပါတယ်။ grow up ဖြစ်ဖို့အတွက်စူးစမ်းချိန်မှာလမ်းမတွေရောက်သွားကြတယ်လမ်းပြောက်သွားတတ်ကြပါတယ်။ဒါကြောင့်အရွယ်ရောက်လာတဲ့လူငယ်တွေအနေနဲ့မဖြစ်မနေသိထားသင်ယူထားရမယ့်အရာတွေကို ပြောပြချင်ပါတယ်။ ံပါတ်1အောင်မြင်မှုအတွက်စိတ်ရှိပါလူငယ်တွေရဲ့အဓိကပြဿနာကချက်ချင်းအောင်မြင်ခြင်းနဲ့ပတ်စံရှိခြင်းကြတဲ့အသက်40အထက်ကပြည့်စုံချမ်းသာတဲ့လူတွေကိုကြည့်ပြီးကိုယ့်ကိုယ်ကိုအပြစ်မြင်ကြရဲအားမလို့အားမရဖြစ်ကြရဲတကယ်တော့ကိုဟာ အသက်20ဝန်းကျင်သာရှိပါသေးတယ်။ဒါကြောင့်သူတို့လိုကြွယ်ဝမှုမျိုးမရှိသေးတာဟာအားငယ်စရာမဟုတ်ပါဘူး။ အခုချိန်အောင်မြင်နေတဲ့သူတွေချမ်းသာနေကြတဲ့သူတွေဟာလဲသူတို့အသက်20မှာဘာလုံးနေကြမယ်ထင်ပါတလေကို့လိုပဲကြောင်ပြောင်နေခဲ့ကြတာပါပဲအမေရိကန်သမရဟောင်းအိုဘားမားဟာအသက်20အရွယ်မှာမိသားစုရဲ့အဆင်မပြေမှုတွေနဲ့စိတ်ရှုပ်စရာတွေကို ဖြေဖျောက်ဖို့နေ့စဉ်စိတ်လိပ်တွေကိုဆွဆွရွရွတောက်နေခဲ့တယ်အိုင်းစတိုင်းဟာနှီးပညာအရာမှာထူးချွန်ပေမဲ့ အလုရှာမရတာကြောင့်ចောင်းသားတွေအိမ်မှာစားလိုက်တဲ့ရင်အသက်မွေးခဲ့ရတယ်။ကဘာကျော်ရပ်ပါတဦးဖြစ်တဲ့အမီနန်ဟာပညာရေးတပိုင်းတစားနဲ့မူးယစ်သားကောင်ဖြစ်နေခဲ့ရပြီးမိမိကိုယ်ကိုစူဆိုင်လုပ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့မိတယ်။လူအတော်များများဟာ အသက်20အရွယ်မှာဘာတကူးမှရင်းရဲရဲမရှိဘဲကြောင်ပြောင်းနေခဲ့ကြတာပဲ။ ဒါတွေကို အရှုံးမပေးပဲစူးစားခဲ့သူတွေဒါအရဲတစ်ခုအယောက်မှာအောင်မြင်နေသူတွေဖြစ်ခဲ့ကြတာပါ။ဒါကြောင့်အောင်မြင်မှုအတွက်စိတ်ရှိပါ။နံပါတ်1မနှိုင်းယှဉ်ပါနဲ့။လူတိုင်းဟာကိုယ်ပွားနဲ့ကို ဖြစ်တာမို့ဘသူကိုမှမနာလိုစရာအကြောင်းမရှိသလို သူများကိုကြည့်ပြီးတော့လေကိုယ်ပွားကို အားမငယ်သင့်ဘူး။လူတိုင်းဟာ သူကုတိုးနဲ့သူလို့တာမှတ်ယူထားပါစ조사ရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့စကားဟာတချို့လူတွေအတွက်မမှန်ဘူး조사မယ်ဆိုရင်တော့조사ခွင့်လေးတော့ရှိအောင်ပါလေအိမ်မက်တွေလည်းမဖြစ်ရ조사ခွင့်တော့မရှိပဲလမ်းပြောင်းနေရတဲ့လူငယ်တွေမိသားစုကိုငှဲ့ကြည့်နေရင်ကို့အောင်မြင်ရအောင်မြင်ကြအောင်အားလုံးလက်လျှော့ထားရတဲ့လူငယ်တွေအများကြီးရှိပါတယ် ဒါဟာ background ကောင်းကောင်းမရှိရဲ့လူငယ်တိုင်းရဲ့ဘဝပါပဲ session နဲ့မှာတိမ်းရာချီရှာနေတဲ့လူငယ်တို့18နှစ်မှာကားဝယ်နိုင်တယ်ဆိုတာမျိုးတို့သူတို့တွေကိုကြည့်ပြီးအားငယ်ဖို့မလိုပါဘူးသူတို့ဘဝနဲ့ကိုယ့်ဘဝကိုနှိုင်းယှဉ်စရာမလိုပါဘူးကိုကအစွမ်းစားမရှိလို့ဆိုတာမျိုးလည်းမဟုတ်ဘူးနောက်ပြန်ကြည့်နေရတဲ့ဘဝတွေဟာ ကိုထင်သလောက်ခရီးမရောက်နိုင်ဘူးမဟုတ်လားဆိုရှယ်မီဒီယာခင်မှာကြီးပင်းကြတဲ့လူငယ်တွေဟာပူခတ်ခဲကြရတယ်။ဘာကြောင့်လဲဆိုရင်အခြားလူတို့ရဲ့အကောင်းဆုံးအပိုင်းတွေကိုရွေးတင်ထားတဲ့ online က post တွေကိုကြည့်ပြီးအားငယ်မိကြတယ်။သူတို့ရဲ့ပြည့်စုံခြင်းနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကို like နိုင်ရှင်နေမိကြတယ်။ခရီးသွားတဲ့ post တွေမြင်ရင်ကို့ဘဝဟာဘဲမမြောက်ပဲလောင်ပိတ်နေပြီလို့ထင်ကြတယ်။ သူများတွေရဲ့အကောင်းဆုံးချိန်တွေကိုမြင်ပြီးကိုကိုကိုလူဖြစ်ရာကြုံမနဲ့ဘူးလို့ခံယူလာမိကြတယ်။ဒါဟာတိတ်ကိုမှားပါတယ်။ဘဝဟာဆိုရှယ်မီဒီယာအပြင်ဘက်မှာရှိပါတယ်။အွန်လိုင်းဟာဘဝအစစ်မဟုတ်ပါဘူး။ဖြည်းဖြည်းမှန်မှန်သာသွားပါ။ဘသူကဘာကြီးဖြစ်နေပြီ။ငါကဒီနောက်ကြံခဲ့ပြီဆိုပြီးအားမငယ်ပါနဲ့။ကိုဘဝကိုလည်းအပြစ်မတင်ပါနဲ့။ ကြီးမားတဲ့အောင်မြင်မှုတွေဟာအချိန်မမျှလို့အပ်ပါတယ်။မရင်ကျက်သေးတဲ့အချိန်မှာရရှိတဲ့အောင်မြင်မှုဟာကြာကြာမခံပါဘူးတဲ့။ဒါကြောင့်အသက်ငယ်ငယ်နဲ့အောင်မြင်နေသူတွေဟာပြဿနာအများများတယ်။အတက်အကျလွယ်တယ်။ဒါကြောင့်အောင်မြင်မှုတစ်ခုရဖို့ထက်အဲ့ဒီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ကပိုခက်ခဲပါတယ်။အမြဲစူးစမ်းနေသူအတွက်တော့တနေ့မှာကံကောင်းခြင်းတွေဟာတေချာပေါက်တစ်ခါ လာခောက်မှာပါလူအများရဲ့အထင်ကြီးမှုတွေထက် ကို့မိသားစုအတွက်အားကိုးရတဲ့လူတစ်ယောက်ဖြစ်ဖို့ပိုအရေးကြီးပါတယ်အခြားသူတွေနဲ့နှိုင်းယှဉ်ပြီးအားငယ်နေရမျိုးတွေကိုအသက်နိုင်ဆုံးရှောင်နေနံပါတ်3ကိုဟာဘသူစီမာမှအထင်တလောက်အရေးမပါဘူးဒီအချက်ကလူငယ်တွေအတွက်လက်ခံမှုသိခတ်ခဲတဲ့အရာပဲဖြစ်ပါတယ်ကိုဟာဘသူဘဝအแทမှာမှ main character တွေမဟုတ်ကြပါဘူး ဘသူအတွက်မှထင်သလောက်အရေးမပါပါဘူးအဲ့ဒီအရာတွေအပေါ်လိုက်ခံစားပြီး depression တွေမဝင်မိပါစေနဲ့ဆယ်ကျော်သက်အရွယ်မှာပထမဆုံးနာကျင်ရတဲ့ခံစားချက်ကဘယ်ကလာတယ်လဲဆိုရင်ကိုဟာသူများဘွားထဲမှာအရေးပါတယ်လို့ခံယူမိခြင်းကစတင်လာပါပဲဆယ်ကျော်သက်အရွယ်မှာဒီဇိန်းတွေနဲ့စပြီးရင်းနှီးလာရတယ်ကို့အပေါ်ထူးထူးခြားခြားကောင်းမေးတဲ့သူကိုဘဝကြီးထင်မိကြတာပဲ ပထမဆုံးချစ်မိတဲ့သူကို အများကြီးမျှော်လင့်မိကြတယ်။စကားတွေအများကြီးပြောတယ်၊နှွေးထွေးမှုတွေခံစားရတယ်၊ယုံကြည်မှုတွေပိုလာမိရဲ့။ကြောင်လဲတတ်တဲ့လူတွေအကြောင်းမသိသေးဘူး။မချစ်တော့တာကိုလက်မခံနိုင်ဘူး။ဒီစိတ်ကပဲအသေးကွဲစီပြီးနာကျင်စီရပါ။အချို့လူငယ်တွေဟာအချစ်ကြောင့်ပဲလမ်းမရောက်သွားကြတယ်။ဘဝတွေပျက်စီးသွားကြတယ်။ ကြီးစားမထားရဘူးမချစ်ရဘူးလို့မဆိုလိုပါဘူးထားပါကြီးစားထားခြင်းဟာလေကိုရီကိုသွေးတိုးတက်ဖို့မှအရေးပါပါတယ်အထူးသဖြင့်တီးခန့်ခြင်းလိုက်ရောညှိထွေနေထိုင်ခြင်းစိတ်ရှည်ခြင်းစတဲ့ကိုရီကိုသွေးတွေပေါ့ဒါပေမဲ့ဘသူ့ကိုမှမချစ်ခင်ကိုကိုကိုချစ်ဖို့အရင်လေ့လာသင်ယူပါဘသူ့အပေါ်မှာအမြောင်းလင်းချက်တွေတိတ်မထားပါနဲ့ သူများဘွားရဲ့ main character မဟုတ်ဘူးဆိုတဲ့အထက်မှာချစ်သူကြီးစားတစ်ခုတည်းမဟုတ်ပါဘူးလူတွေဟာသူတို့တဘောအတိုင်းဝင်လာပြီးပြန်ထွက်ခြင်းတို့လို့ထွက်သွားကြမှာပဲကိုဟာသူတို့အတွက်ကိုချင်းတလောက်အေးမပါခဲ့ဘူးငါ့မှာတော့ယုံကြည်ရတလောက်သူတို့ကြလုံးရကြတယ်ဆိုတဲ့စိတ်ဟာတဲနှလုံးကိုကိုင်းညှက်လိုက်သလိုပဲအသက်ရှူတိုင်းနာကျင်ရပါလေ ဒါကြောင့်ကိုဟာဘသူစီမမှထင်သလောက်အရေးမပါဘူးဆိုတော့စိတ်မျိုးမဖြစ်အောင်ကိုစိတ်ကိုထိန်းချောင်းမွေးမြူနိုင်ရပါမယ်။နံပါတ်၄အရွယ်ကောင်းမှလီလွတ်မနေပါနဲ့။အသက်၂၀ဝန်းကျင်ဟာကိုဖြစ်ချင်တဲ့ဘဝကို ကိုရိုင်းစူးစမ်းယူဖို့အရွယ်ရောက်ပြီးလုံလုံလောက်လောက်တာမာနှုတ်ပြလာကြပြီး ကိုပါဝင်ငွေရှာရမယ့်အချိန်ရင်းချက်ဖို့စပြီးတင်ယူရတယ်လို့လူတွေအကြောင်းအချက်အကြောင်းစပြီးနားလည်လာမယ့်အချိန်ပါပဲဒီအသက်ရွယ်ထဲမှာ challenge တွေအများများတယ်အသက်မွေးဝမ်းကြောင်းပြုဖို့ပညာရက်တွေလေ့လာရမယ် life goal တစ်ခုချရတော့မယ်အဲ့ဒီလမ်းပေါ်ရောက်နိုင်အောင်ကြိုးစားရမယ်ဒီအချိန်မှာကြာရှုံးနိုင်တယ်လမ်းပြောင်းနိုင်တယ်စိတ်တက်ကြနိုင်တယ် ဒါကအဆင်ပြေပါတယ်လူတိုင်းဖြစ်ကူကြတဲ့ကိစ္စပါပဲကိုယ်တိုင်ကလက်မလျှော့လိုက်ဖို့ပဲအရေးကြီးပါတယ်ဒီအရွယ်မှာပြောစရာတွေဟာအရင်အများတယ်ပေါ့ပေါ့နေပေါ့ပေါ့စားမယ်လို့တွေးထားရင်တော့ဒီအရွယ်ဟာတိတ်ကိုပြောစရာကောင်းတာပေါ့အချင်းနဲ့တွေ့မယ်အသက်အဆန်းတွေကိုကိုယ်တိုင်စမ်းသပ်ကြည့်ချင်တယ်လို့မကောင်းတဲ့အရာတွေဟာကိုကိုလက်တဲ့လာစမ်းကြလိမ့်မယ် ဒီချိန်မှာကိုကိုကို control မလုပ်နိုင်ပဲတည်င်းကပျော်ရွှင်မှုတွေထဲခုံချမိလိုက်ရင်တော့ဘဝဟာတော်တော်လေးပြတ်စည်းသွားလိမ့်မယ်။အရွယ်ကောင်းမှလူလွင့်နေခဲ့မိတဲ့အချိန်တွေကတကယ်ကိုနောင်တရစရာကောင်းပါတယ်။ဒါကြောင့်အရွယ်ကောင်းမှလူလွင့်မမိပါစေနဲ့။နမတ်၅ဖြက်လန်းနေမလိုက်နဲ့။ဒါဟာတကယ်အရေးကြီးတဲ့အချက်ပါပဲ။မြန်မြန်ချမ်းသာခြင်းနဲ့ ပတ်စံရခြင်းနဲ့ဒါကြောင့်ပဲမလုံတဲ့နာတွေလုံမိကြတယ်။ပတ်စံကရှာရခံမှန်းတိလာတဲ့အခါပတ်စံရရင်ပြီးရောဘာဖြစ်ဖြစ်စွတ်တိုးကြတယ်။ဒီအရာတွေဟာအသက်အရွယ်ရလာလေနောင်နာရစရာကောင်းနေပါပဲ။အချို့တော့အမှားတွေဟာဘယ်တော့မှ ပြန်ပြင်လို့မရပဲ။တဘွားလုံး၆လက်နေတက်ပါတယ်ဖြက်လန်းနီးရနေတက်တဲ့အခါအကြမြန်နေ မစင်စားမစင်ကျင်ပဲလုပ်တဲ့အခါအမှားများပါတယ်။နံပါတ်6အချစ်ကြောင့်လမ်းမပြောက်စေနဲ့အချစ်မှာမွန်ထူမနေနဲ့ဒီရေခဏခဏအဝယ်မခံနဲ့ချစ်လို့ရတယ်ဒါပေမဲ့ကိုယ့်ကိုစိတ်ညစ်ညူပြီးနာကျင်စေမဲ့လူကိုမချစ်မိစေနဲ့ကိုယ်နဲ့အတူတိုးတက်ဖို့စိတ်အားထက်တန်သူကိုယ်သာလက်တွဲထားလိုက်ပါအဲ့ဒီချိန်ကိုက မပြည့်စုံသေးဘူး လုံလောက်တဲ့ကိုယ်ပိုင်အင်ကမ်းမရှိသေးဘူးဆိုရင်အိမ်တော်မပြုတ်မိပါစေနဲ့ဘာမှအဆင်တမဖြစ်သေးပဲအိမ်တော်ပြုတ်တာဟာဘဝမှာတိတ်ကိုမှားရွံ့တဲ့အချက်ပါပဲလူငယ်ဘဝမှာချစ်သူရွေးတဲ့အခါနှလုံးသားတစ်ခုတည်းနဲ့မရပါဘူးအုံနောက်ပါပါရပါလိမ့်မယ်အချစ်ကတဲနာရီနဲ့စင်တူပါလေနှလုံးသားပတ်ချမ်းကပြည့်ရှံသွားတဲ့အခါအုံနောက်မှာဗလာဖြစ်သွားတတ်ပါတယ် ဒါကြောင့်အုံနောက်ရောနှလုံးသားရောနှစ်ခုလုံးနဲ့စဉ်းစားဆုံးဖြတ်ပြီးအချစ်ကြောင့်ကိုယ်ပွားတက်လန်းမပြောက်အောင် ထိမ့်ထိမ့်တက်ပို့လိုပါတယ်။အထုပ်အားဖြင့်လူငယ်တွေကိုပြောချင်တာကတချိန်တစ်ခါပဲရှင်တန်လို့ရမယ့်ဘဝမှာဘယ်တော့မှလူစားမဖြစ်စေနဲ့။တစုံတစ်ခုသောအကြောင်းပြချက်တွေကြောင့်လမ်းမပြောက်စေနဲ့။ကိုဖြစ်ချင်တာရအောင်လို့အိမ်မက်တွေစီအရောက်သွား ပတ်စံများများရှာဒီအချိန်မှာတွေ့တဲ့ပျော်စရာတွေဟာအခွန်သက်သက်ပဲပြီးတော့ခဏလေးကိုယ်သာအမြဲစူးစမ်းနေလိုက်ပါတကယ်ပျော်ဖို့ကောင်းတဲ့အခိုက်အတန့်တွေဟာခဏခဏကြုံရလိမ့်မယ်ကို့အိမ်မက်တွေတကယ်ဖြစ်လာတဲ့အခါအောင်မြင်မှုတွေရတဲ့အခါပတ်စံတွေအများကြီးရှာလာနိုင်တဲ့အခါငါစူးစမ်းခဲ့ပါလားဆိုတဲ့အသည့်နဲ့ကြည်နူးရတဲ့ပျော်ရွှင်ခြင်းဟာတိတ်ကိုကောင်းတဲ့ခံစားချက်ပါပဲ။ ဆယ်ကျော်သက်အရွယ်အတွင်းမှာအဓိကနဲ့တာမညာကို ခွဲခြားနိုင်ကြပါစေ။ဒီနေ့ကတော့ဒီလောက်ပါပဲရှင်။နောက်ရက်ဒီကြမှာပြန်တွေ့ကြပါမယ်ရှင်။နားထောင်ဝေကြတဲ့လူရအားလုံးကိုလည်းကျေးဇူးများအိုက်တင်ပါတယ်ရှင်။